ဆရာတော်ဘာဥဒိစ္စကိုချမ်းမြေ့ဆရာတော်အင်္ဂလိပ်လိုပြန်တာ past lani လို့ပြန်တယ် past lani အဲ့ဒါကိုပုံမှန်လိုဘာသာပြန်ယူတော့ခြေ ပြန်ပြန်တင်ယူလေးလာခြင်းလို့အတိပ္ပယ်ထွက်တယ်ခြေခြေပြန်ပြန်တင်ယူလေးလာခြင်းဘုလိုတဲ့တော့ခြေခြေပြန်ပြန်တင်ယူလေးလာခြင်းခြေခြေပြန်ပြန်တင်ယူလေးလာခြင်းနဲ့ဥဒိသနာကခြေခြေပြန်ပြန်ဖြစ်အောင်ဘုလိုတင်ယူလေးလာမလဲ များများလေးလာရမယ်။ကြေပြန်ပြန်ဘလို့သင်ယူလေးလာမလို့များများလေးလာရမယ်တဲ့။ဟိုကဝိရဇ္ဇလို့လေးလာရမယ်။ကြေကြေပြန်ပြန်ဖြစ်အောင်ဘလို့လေးလာရမယ်။ဘလို့သင်ယူရမယ်။ ဉာဏ်စီနဲ့လည်းသင်ယူနားနဲ့လည်းသင်ယူစောင့်တယ်လည်းအများကြီးဖတ်ခီးနဲ့ထွက်ငငတကာလက်စာမျိုးစုံဖတ်စာမျိုးစုံဖတ်ဟုတ်ပါပြီပြေဆုံးသွားပါကဲနာသနာဘုရားနာနာပြည်ဆောင်တော့ပါကျေပြန်ပြန်မလို့သင်ယူလေးလာမလို့အဖြေနဲ့ပြည်ဆောင်သွားကဲဒီတဲ့ပြည်ဆောင်အောင်တော့ရှင်မာရထတာရရဲ့ပညာတင်ဤလေးကြည့်လိုက်ဟုတ်လား ကဘာမှာတော့အကောင်းဆုံးပညာသင်နည်းလို့တောက်တမတင်ဝင်ကတော့ရေးဘူးတာတွေ့ဘူးဟုတ်လားရှင်မာရထန္တာရရစာသင်ယူနည်းကဘာမှာအကောင်းဆုံးစာသင်နည်းလို့သူကတော့အဲ့လိုထိရေးတော့ဟုတ်လားအဲ့တော့သူစိပူပါဝိနိတိတာအခရာစွန်သောဤရှင်လုံးကိုတီကုံပန်းတွင်နေတိုင်းစင်တော်သူသူနေရာ <-nya> တပည့်တော်ဒီလိုပါသားပြန်ပါလေစဲဝင်ရစာနားထောင်ရဤဟုတ်လားမှန်ပါပါဘုရားနားထောင်မှုကလည်းရည်ကြည်တယ်မကြည်နဲ့ဘုရားတရားဟောကံဤတာဓုကံသူနောတာဓုကံတာဓုကံသူနာထမနတိကရောထဒီလေးစာသာနားထောင်냐အာယုံစပြီးတော့နားထောင်냐ဟုတ်လား ။ဘယ်ကြီးနာမကြီးနာ။သုတ္တုသာလဘတိပညာနဲ့နာယူခြင်းဖြင့်အသိပညာရနိုင်တာမရနိုင်တာ။မရနိုင်ပါဘူးဗျာ။မြတ်မြတ်နားထောင်တဲ့သူကအသိပညာပူရတာ။ပါဇကတဘောနာကနှစ်ဖက်ဆိုမြတ်မြတ်နားထောင်မှုအရေးကြီးတယ်မကြီးနာ။ပြန်လို့သူရောကိုရောပါဇတဘောကအများကြီးပြောခြင်းတယ်။နာရသိနာမထောင်စုမိရင်ဆိုရင်တော့အပြန်ပြောကြရတယ်ဟုတ်လားသူများပြောတာနာမထောင်နော် တော်တဲ့သူတွေကသူများပြောတာကိုလေးလေးစားစားနားထောင်တတ်တဲ့လေးထားရှိတယ်မရှိလားရှိပါတယ်ခေါင်းဆောင်နေဆိုလို့ရှင်လည်းပြည်သူတွေပြောတဲ့စကားကိုနားထောင်နိုင်ရင်ပိုကောင်းလားမကောင်းလားကောင်းပါတယ်ဒီနေ့ကောင်းမလားအများကြီးကောင်းမလားကောင်းပါဘူးကိုကြီးမင်ကုန်ပေးနေလို့လည်းမပြည့်စုံသေးဘူးနော်ပြည်သူအတန်ဆရာဆိုနေတပည့်တန်နားထောင်ဖို့မလိုဘူးလားမိဘတွေဆိုနေသာသမီတန်နားထောင်နိုင်ရင်ကောင်းလားမကောင်းလားအဲ့လိုဆိုရင်ပိုပြည့်စုံမှာနော်အဲ့ဒါကြောင့်နားနဲ့မြန်မြန်တင်ယူ ဖျားလက်ထက်ကတော့စာဥစ္စာပိရိယအမတွေ့ရဘူးနော်။တရားနာခြင်းဖြင့်ပဲရှင်အနန္ဒာဓမ္မခန္ဓာဘုံရှင်တောင်းလေးတောင်းယင်နဲ့ဆောင်းနေတဲ့ချင်းရောက်သွားတာနော်။မှန်ပါဗျာ။ညများနားထောင်တဲ့အကျင့်ကရည်ကြည်တယ်မကြည့်နဲ့။ကြည့်ပါရဲ့ဗျာ။သူ့သူ့နေရာစေဝနစာနာယူရဤစေဝနစာနားထောင်ရဤစီစိန်ဒီရာနေလေးနဲ့နဲ့ကြံစီစဉ်းစားရဤဟုတ်လား။မှန်ပါဗျာ။ကြံစီတဲ့ခါလေးလေးနဲ့နဲ့ ပြန်စီမယ်စဉ်းစားမယ်ဆင်ခြင်မယ်ဆိုရင်မကောင်းဘူးလားမှန်ပါရဲ့တချို့ကြတော့လေတွေးတဲ့အကျဉ်းစီတတ်တယ်တချို့ကြတော့လေတွေးတဲ့အနေထားအာနေလားမနေလားမှန်ပါရဲ့အဲ့ဒါကြောင့်မို့ဆရာကြီးဥအောင်သင်ပြောဦးတဲ့စကားရှိတယ်တနေ့တော့ပြဝတ်တစ်ခုလုပ်တယ်ပြဝတ်တစ်ခုမှာနိုင်ငံတကာကခေါင်းနေကြီးပြထားပြဝတ်ခံမာတဲ့မှာနိုင်ငံတကာကခေါင်းနေပြထားတယ်အဲ့ဒီမှာမြန်မာခေါင်းလည်းပါတယ်မြန်မာခေါင်းမှာတော့စာလေးရေးထားတယ် အသည့်ဆက်ဆက်ကောင်းခေါင်းကအသည့်ဆက်ဆက်တခါမှမတွေးရသေးတဲ့ခေါင်းပြောလို့ငါတကယ်လို့မြန်မာကအတွေးပြင်းတယ်လို့ပြောကြတယ်ဟုတ်လားအဲ့တော့မတွေးရင်တော့ညာကပွင့်မှာမလားတမ္မာသင်္ကပ္ပဆိုအရေးကြီးတာမကြည့်လားဩမှန်သောအတွေးမှန်သောတွေးကမှန်သောနားလည်မှုရှိအောင်ကျေးဇူးပြုလားမပြုလား ရှင်သာရိပုတ္တရာတို့ရကဲ့ကြည်နိုင်ပွဲကြည့်ရကနေမှန်သောအတွေ့ဖြစ်လာတယ်မှန်သောအတွေ့ဖြစ်ရကအမတ္တလို့ခေါ်တဲ့မတိယာကို ရှားခြင်းနဲ့စိတ်ပေါ်လန်းပေါ်လာဟုတ်ပါရဲ့ဗျာအဲမတိယာကို ရှားခြင်းနဲ့စိတ်ပေါ်လာအတ္တရိတာရမတိနောတာရိသန္တာရထတိနောတိတာရနာတိကိသံတိမိစ္ဆာသင်္ကမ္မကောစရာတာရင်သန္တာရတော်ညတ်တော် အတ္တရင်စအတ္တရတောတေတာရံဒီကိသန္တိတမ္မာသင်္ကပ္ပကောစရာဆိုအယုံကြည့်လဲအတူရေကတော့နိဗ္ဗာန်ပေါအောင်ကျေစုပြုလားမပြုလားဟဲ့အတူရေကဘုရားမှာတော်တော်အရေးကြီးတယ်အတူရေကောင်းတဲ့အတူတွေအကြည့်ဝါတိုးတက်သွားတာဟုတ်လားဒါကြောင့်တွေးပါစဉ်းစားပါဆင်ခြင်ပါလို့ပြောကြတာမရှိဘူးလားလေးလေးနက်နက်တွေးတတ်တဲ့လေးထန်လေးမိုးရင်မကောင်းဘူးလားသူစိတ် စီစိန်တေရလေးလေးနဲ့နဲ့ကြံစီစဉ်းစားရဤတူရတဲ့ကြံနဲ့စဉ်းစားတဲ့အလေးထားမဝေရင်မကောင်းလဲသူစီပုပုစီရတူရတယ်ဆိုတာနဲ့ကြံတယ်ဆိုတာနဲ့တွေးတဲ့နာကို တွေးမှနော်ကြံတဲ့နာကို ကြံမှနော်မတွေးတဲ့နာတွေတွေးနေမယ်မကြံတဲ့နာတွေကြံနေမယ်ဆိုရင်အဆင်ကပြေအောင်လားအေးဒီခံမြဒီလိုကြောက်မှစာချတဲ့ဥစဉ်တော်ရှိတယ် ရည်စရာလေးတွေပြောတတ်တယ်ဥဒုမနာခုတော့မော်လမြိုင်မှာကြောင်းထန်တယ်နေ့တော့ညမောင်မောင်ပေါ့နော်ကျေရောင်တွေတောက်နေတဲ့အချိန်တဖနှစ်ရက်ကိုပြစ်ပေါ်မှာပလက်လှမ်းပြီးတော့မှိနေကြတယ်ဒါကကောင်းငင်ကြီးကိုကြည့်ပြီးတော့ကျေတွေကိုကြည့်တယ်ဟာကျေတွေအများကြီးပဲတကယ်လို့များကြည့်ရတယ်ချိပန်ချရင်တို့ သူကောင်းဖို့မြန်ကြရကိုရင်ဒုက္ခပါလားဒါကကျေရီကိုကြည့်ရင်တွေ့တယ်ဟုတ်လားအေးကျေရီလည်းအများကြီးပါကျေရီလည်းအများကြီးပဲအေးဒီကျေရီမြန်ချိပါချင်သူကောင်းဖို့မြန်ကြရကိုရင်ဒုက္ခပါလားဟုတ်လားအဲ့ဒါကျွန်တော်တွေ့ရတယ်ရည်ကြည်တယ်မကြည်လားအဲ့ဒီချိုကြလည်းမတွေ့တဲ့နာတွေ့မိရင်လေကာမစိတ်တွေပွားလန်းပွားလာကာမစိတ်ပွားခြင်းရဲ့အဓိကအကြောင်းကအတွေ့ပဲ အထတံကာမတေမူလံတဲ့ဘာလဲတဲ့အထတံကာမတေမူလံသင်္ကပ္ပကာမစာယတိအတွေးကြောင့်ကာမဂုဏ်စိတ်တွေပွားတာတဲ့ဟုတ်လားကာမဂုဏ်ကမီအတွေးရလေဟုတ်လားတွေးတဲ့နာတွေးမှနော်ကာမကမီအတွေးရလေဒုဗ္ဗကမီအတွေးရလေအဲ့တော့မီဝရမှာမီစာနေရှိတယ် မီးလေးနည်းနည်းရှိတယ်ရက်ခတ်ပေးမယ်ဆိုရင်မီးပွားလန်းပွားလန်းပြောင်းနေဖူးဖူးဆိုတော့မှုတ်ပေးမယ်ဆိုရင်မီးကပွားလန်းပွားလန်းအတွေ့ရတယ်ကိရိတာကတော့ပွားစီတယ်နော်အဲ့ဒါကြောင့်တမ္မာသင်္ကပ္ပဖြစ်ဖို့တော့မလိုဘူးလားလေတမ္မာသင်္ကပ္ပဖြစ်ဖို့တော့လိုတယ်မိစ္ဆာသင်္ကပ္ပမဖြစ်ဖို့လည်းခယူဆက်ဖို့မလိုဘူးလားအဲ့တော့တွေးတယ်ဆိုရင်တွေ့တယ်တော့လည်းမဟုတ်သေးဘူးနော်စီစင်တရားလေးလေးနက်နက်ကြံစီစဉ်းစားရဤသူစီ ပုပုစီယမတိယံနားမလဲယင်မေးမြန်းရာဤဒါတော့ပြောခဲ့ပြီနော်အဲမတိတာနားမလဲတာမေးယင်မြန်းယင်စူးစမ်းယင်တော့တိညာတူလားမတူလားအဲဒါကြောင့်မေးတဲ့မြန်းနဲ့စူးစမ်းတဲ့လေးထားတဲ့များများလေးမွေးပိန်မကောင်းမလားသူစီပုပါပံပန္တိယစာစကားပြေစကားများများပြောရဤတဲ့ဘာစကားပြော စာစကားပြစကားပြောတာနဲ့ပတ်သက်လို့တပြီးတော့မစိုးရင်ရောက်တယ်မစိုးရင်ကဥသောဖနာဆိုဥစဉ်တစ်ပါးကပြောတယ်ပြောတော့မစိုးရင်မှာတဲ့စာပြီးဝါဒနာတော်တော်ပါတဲ့ဥစဉ်တစ်ပါးရှိတယ်တဲ့အဲ့ဒီဥစဉ်ရဲ့ဘွယ်ကဥဒေသနာတဲ့ဘုသူရတယ်ဥဒေသနာစာပြီးတော်တော်ဝါဒနာပါတယ်တဲ့ ဘယ်နေရာပဲရောက်ရောက်စာစကားပဲပြောတယ်ဆိုကြပါစို့တန်ဃာတွေစကားပြောနေကြတယ်ဝိုင်းဖွဲ့ပြီးတော့စကားပြောနေကြတယ်တောင်ရောက်မြောက်ရောက်ပေါ့ခိုရောက်ဒီရောက်ပေါ့စာမိစာရတောင်ရောက်မြောက်ရောက်ပြောရင်အဲ့ထက်သူရောက်လာပြီဆိုရင်တော့စာဝိုင်းဖြစ်အောင်ပဲလုပ်တော့ဘာဝိုင်းစာဝိုင်းအဲစာစကားပဲပြောတယ်ဘယ်နေရာပဲရောက်ရောက်သူရောက်တဲ့နေရာစာစကားပဲပြောတယ်စာစကားပြောတော့ဘာဖြစ်တုံးဆိုစာတွေပို့ပြီးတော့မှတ်မိလဲမှတ်မိလဲ စာလေးကိုထပ်ခါနှက်ခါပြောစာအကြောင်းတွေပြောခုတည်းကပဋ္ဌာန်းတက်ပြီးတော့ပဋ္ဌာန်းအကြောင်းတွေပြောရင်ပဋ္ဌာန်းတွေပို့ပြီးတော့မှတ်မိတယ်မှတ်မိတယ်ဦးဇနောမဟာဝိရာဆရာတော်ဆရာဝုန်ဤတရားတွေကိုလေ့လာသင်ယူပြီးတော့ဝုန်ဤစကားတွေပြောရင်ဝုန်ဤတွေပို့ပြီးမှတ်မိတယ်မှတ်မိတယ်ပြညာဘက်မှာဦးဇနောဆရာတော်ဆရာသုတ်တန်တရားတွေနာယူသုတ်တန်ဆရာဩဝါဒတွေနာယူနာယူပြီးတော့ချင်းချင်းအဲ့ဒီသုတ်တန်စကားတွေပြောရင်ပို့ပြီးတော့မှတ်မိတယ်မှတ်မိတယ်အဲမှတ်မိကျင်တယ်ဆိုရင်တော့စာစကားပြောဖို့မလိုဘူးလား အဲ့ဒီဥဒေသနာကတော့စာပြတော်ဝါဒနာပါရာတဲ့စာစကားပြောတယ်ဘယ်နေရာပဲရောက်ရောက်စာစကားပြောတယ်အဲ့သူကလည်းတော်တယ်16နှစ်ဓမ္မဓမ္မဆီယံပြီ16နှစ်ဓမ္မဆီယံပြီတယ်အဲ့ဒါနဲ့ကိုရင်ဘဝမှာပဲကိုနီးတဘူအာဂုံရောရေးဖြစ်ရောပြီးတယ်နဲ့တူတယ်တကယ်လို့ကိုရင်ဘဝနဲ့အဲဒီမြေကစံဝဲမှာလက်မှတ်ယူခွင့်မရှိဘူးဆိုတော့စီကံရှိတယ်ထင်ပါတယ် ဖွဲယူခွင့်မရှိဘူးဆိုတော့စီကံရှိတယ်။အဲ့ဒါနဲ့သူအသက်20မှပြည့်ခင်ပေါ့နော်။19နှစ်3လ19နှစ်5လအဲ့လိုထင်ပါတယ်။ဘယ်တော့တုန်းတိကျမသိဘူး။19နှစ်3လလား19နှစ်5လလားမသိဘူး။အဲ့ဖွဲယူလို့အဆင်ပြေအောင်ရမ်းခံလိုက်တယ်လို့ပြောတယ်။ကိုရင်ဘဝနဲ့မငါတော့ဝနီးငါချမ်းကို အာကုန်ရောရေးဖြည့်ရအောင်။နောက်တော့ဒီပိကတရာဒီပိကကိုဝိဒ်အဖြစ်တယ်။နောက်အင်္ဂလိပ်စာတွေလေ့လာတယ်။ နောက်ဂရမာတွေကိုတတ္တဂျန်တွေကိုအင်းလေးလိုကြံပြူတယ်ခုတော့ပြင်စနိကေမှာမဟာနာယကကျုပ်ဖြစ်နေတယ်နေတာကတော့အမေရိကန်ပဲနေတာများပါဟုတ်လားဒီကတော့ဆန်ပုံလောက်ပဲတတ်ထားတဲ့သဘောရှိတယ်အမေရိကန်မှာနေတယ်တရားစကားတွေပြောတယ်ဥဒေသနာသူမြတ်ကဒါသူမြတ်ကကောဝိတအဲ့လိုစာတကားပြေစကားတွေများများပြောတတ်ရင်ကောင်းတာမကောင်းလားစာတွေပူပြီးမှတ်မိလားမှတ်မိလားသူစီပူပါဝိ ဝိကိုရောအများစုဖွင့်တာကဝိစာရိယစူဇန်းယာဤလိုဖွင့်ဘယ်လိုဖွင့်ဝိစာရိယစူဇန်းနဲ့အလေးထားလဲမွေးရင်ကောင်းလားမကောင်းလားအဲစူဇန်းနဲ့အလေးထားအခုတပည့်တော်ရဲ့အကျိုးကတော့စူဇန်းနဲ့အလေးထားတပည့်တော်ယူကျမှာဘာကျိုးဆရာတော်ရဲ့ပဋ္ဌာန်းတရားကိုရှာတာမတွေ့ပဲဖြစ်နေအဲ့တော့မနေ့ကတော့မနေ့ပြန်ညရတော့ကဲရိုက်တော့ကြည့်တိုင်းမယ်ပဋ္ဌာနာဆိုတာအင်္ဂလိပ်လို အင်္ဂလိပ်လိုပါဠိလေးပေါ့ P A D D H A ဒီရထကပါဠိလိုမြင်ကြောင်းလေးခေါ်လာမသိဘူးပါထာ N E ပါထာနာအဲ့ဒါလေးရိုက်တော့ပေါ်လာဆရာတော်ရှင်နန္ဒမလာတဲ့ယူယိုလေးပါပဲပြွန်တာလည်းမပေါ့ထောက်တာလည်းမပေါ့ဆရာတော်ရှင်နန္ဒမလာယူယိုလေးပဲအဲ့ဒါနဲ့တပြီးတော့ကြည်တယ်တပြီးတော့လိုချင်နေတဲ့ပညာဝါရဥပ္ပင္က္ခ ပါဠိတော်ကိုအင်္ဂလိပ်လိုအကျယ်ဖွင့်ပြီးတော့ဟောမြထားတာတွေ့တယ်အဲ့ဒါနဲ့နိဗ္ဗာန်ကထာငါမတွေ့သေးဘူးဆိုအဲ့ထဲပဲရှာကြည့်တော့နိဗ္ဗာန်ကထာလည်းတွေ့တယ်စူဇန်တော့ရှာဖွေတော့မတွေ့ဘူးလားစူဇန်လေးလေးတွေ့ရှိနေနေရှာဖွေလေးလေးတွေ့ရှိနေနေဟောစူဇန်ရဲ့လေးထမွေးရင်ကောင်းလားမကောင်းလားဒီခေတ်တော့ UK ကြတော့အာဟုဆိုဆိုင်ရလဲစူဇန်မှုတွေရရှိနေတယ်လို့ဒီလိုထင်နေတယ် စံပြရတော့အစူဇံမှုကတော့ပညာနော်အဲ့ဒါကြောင့်မို့စူဇံမှုကိုအင်းလိမ့်လို့ဘာသာပြန်တဲ့ခါတိကျကျပြန်ညတာတွေ့ရ investigating wisdom investigating wisdom စူဇံတော့အသိပညာအားလို့တိကျပြန် investigating wisdom စူဇံတော့အသိပညာလို့ပြန်ညတယ်လွယ်လွယ်ရတော့ investigation investigation လို့လည်းအဲ့ဒါဒီလိုပြန်ညာတာအဲ့တော့ဒီခေတ်ကြတော့အကုသိုလ်ဆိုင်ရာစူးစမ်းမှုတွေရတယ်ရှိနေတယ်လို့ယူယူခင်မှာတော့အဲ့လိုထင်ရတယ်ဟုတ်လားအဲ့တော့ဘာဖြစ်ဖြစ်ဓမ္မဆိုင်ရာစူးစမ်းရင်တော့ပို့ပြီးကောင်းလားမကောင်းလားအဲယုံနာဆံညာစူးစမ်းမှုဆိုရင်တော့ပိုပြီးကောင်းလားမကောင်းလားအမှန်တရားကိုစူးစမ်းမှုရှာဖွေမှုရှိရင်တော့ပိုကောင်းလားမကောင်းလားကောင်းတယ်အမှန်တရားကိုစူးစမ်းမယ်ယုံနာကိုစူးစမ်းမယ်ဓမ္မကိုစူးစမ်းမယ် ကဲလို့ဆိုရင်တော့ဖျားကြတဲ့စူဇံမှုဝိဝိစာရိယစူဇံရာဤတဲ့အများစုခွန်းတပြိုတို့ဆရာသမားကတော့ဝိကိုဒီလိုဖွင့်တယ်ဝိဝိသေစီယာလို့ဖွင့်တယ်တပြိုတို့ဆရာသမားကအယဆရာပေါ့နော်ရွှေချောင်းဆရာတော်ရရတော့တပြိုတို့ငယ်စဉ်ကအဲ့လိုဖွင့်ပြီးတော့သင်ပြီးတယ်ဝိဝိသေစီယာဖြည့်ဆို့ရဤတဲ့စာချတဲ့ခါဆရာကမေးလားမေးလား မိရခပဇာကြီးပိတ်နေလို့ရှင်အဆင်ပြေပါမလားပြေဘူးဆရာမေးရင် ဖြေတဲ့လေးထနေမွေးရင်ကောင်းလားမကောင်းလားအဲတပိတော့ကတော့ဒီသူအဖြစ်တော့တပိတော့ပထမ်တက်တဲ့ချိန်မှာပထမ်မတက်ခင်တပိတော့ဒီလိုဒိဋ္ဌံပါဆရာမေးရင်တော့ငါအရင်ဆုံးဖြေမယ်အဲ့လိုဒိဋ္ဌံထားအများအဖြစ်တော့တပိတော့စတက်ရင်အဲ့လိုစိတ်ဖဲမွေးပါတယ် ဆရာမေးရင်ငါရင်ဆုံးဖြစ်မယ်ဆိုစိတ်ဖဲမွေးပြီးတက်တံများပဋ္ဌာန်းတော့ကောင်းကောင်းမှတ်မိနေတယ်ဆရာမေးရင်ငါရင်ဆုံးဖြစ်မယ်ဆိုစိတ်နဲ့တက်တော့အများကြီးနဲ့ကြိုတင်ပြီးတော့တိလာဖြစ်တယ်ကြိုတင်ကြည့်ရှုဖြစ်တယ်ဆရာသမားတင်ပြနေစဉ်လဲစေဝန်စားနားထောင်ဖြစ်တယ်ဆရာသမားမေးရင်လည်းတက်ခနဲ့တက်ခနဲ့တွတ်တော့လည်းလည်းဖြေတယ်အဲ့လိုဖြေလို့မှန်သွားပြီဆိုရင်တပြီတော့ခုံယူတယ်ငါမခိပါလား ပြီးတော့မန္တလေးမှာဆရာပြေသဘောတက်တော့တန်ခါ၃00ချော၄00လောက်တည်းရှိတယ်။ဆရာမေးအင်ဆုံးဖြစ်တယ်။တက်ခနဲ့တက်ခနဲ့ဖြစ်တယ်။အဲ့တော့ဖြည့်နှံတဲ့ခါကျတပြီတော့ခုံယူတယ်ငါမခေပါလားတန်ခါပြည့်တဲ့အများကြီးခြားတဲ့ငါဖြည့်နှံတယ်ဆိုတော့ခုံယူတယ်တခါတရံတော့လေလိုဝဲတာချွေတာမျိုးရှိတတ်ပါတယ်တခါတရံပေါ့အဲ့လိုလိုဝဲသွားတယ်ချွန်သွားတယ်ဆိုရင်ဝိုင်းဟာတာမျိုးလည်းကြုံရတတ်ပါ ကဲလို့လွတ်သွားလို့ခြုံသွားလို့ပြင်းတက်ကဝိုင်းပြီးဟားတယ်ဆိုရင်တော့တပည့်တော်စိတ်မဆိုးဘူး။ဝိုင်းဟားတဲ့သူတွေတွေ့ရင်ဘလို့တွေးလို့ဆိုတော့အော်ငါတငယ်ချင်းနေငါစာတက်ဖို့တက်ဖက်ဒီဒီကနေ့ကျမ်းမာကြီးကောင်းသွားပြီဆရာအောင်ခေါ်စရာမလိုတော့ဘူး။တနေ့တခါရရင်ဆရာအောင်ခေါ်စရာမလိုဘူး။ရင်လိုက်တဲ့ခါကျရှင်လိုက်တဲ့ခါကျအကျော်လေး ျော့ပြောင်းသွားတယ်ကြောတွေပျော့ပြောင်းသွားရင်သွေးနေလည်းပတ်မှုကောင်းသွားတယ်သွေးနေလည်းပတ်မှုကောင်းရင်အုံနှောက်လည်းကောင်းတယ်နှလုံးလည်းကောင်းတယ်အသည်လည်းကောင်းတယ်ကြောက်ကလည်းကောင်းတယ်ကိုယ်ငါစိတ်ပန်းကြီးကောင်းပြီးတော့ကျန်းမာရေးကောင်းသွားတယ်ဆရာအောင်ခေါ်စရာမလိုတော့ဘူးနောက်တွေးတာလူရှင်တော်တွေဆိုရင်သူများကြီးရအောင်မနှဲကြိုးစားပြက်လုံးတွေထုတ်နေကြတယ်ငါထူကြိုးစားကြရမလိုပဲနဲ့ငါစတဲ့ဘောစတဲ့ဘက်တွေကြီးရတယ် ဒီကနေ့တော့ငါတငယ်ချင်းနေဆရာအောင်ခေါ်ဆရာမလို့တော့ဘူးကျမ်းမာယူကောင်းသွားပြီအဲ့လိုလေတွေးတိုင်းကောင်းလားမကောင်းလားသူစီပူပါဝိလိဒီလက်ခေယရေမှတ်ထားရဤရေရမှတ်တဲ့လေးထံလဲမွေးရင်ကောင်းလားမကောင်းလားအဲတပည့်တော်တွေ့ကြုံပြောရင်တပည့်တော်အကြည်ရန်မှာတင်းညုဘန္တာဒီကကြည်တယ်တင်းညုဘန္တာဒီကကြည်တော့တပည့်တော်ကြိုက်တဲ့အနေတွေရေမှတ်ထားတယ် လာဆောင်နဲ့ရေးထားတယ်မှတ်ထားတယ်။ဟောဒါတပည့်တော်အကြည်ရမ်းမှာတင်ညိုပန္တန္တိကကြည်စင်ကသဘောကြတာနေဒီကြိုက်တာနေဒီရေးမှတ်ထားတယ်။နောက်ဓမ္မစီရတံရောက်တော့လည်းတပည့်တော်ဆောင်တွေကြည်တယ်။တပည့်တော်ကြိုက်တာနေဒီရေးထားတယ်မှတ်ထားတယ်။ဓမ္မစီရတံမှာတပည့်တော်ကြည်စင်ကတော့စိတ်ကဒီလိုလေးမူရတယ်။ဒီစာရေးပြီးတဲ့အချိန်မှာငါဒီစာကိုရရမယ်လို့အာယုံလေးစမ်းပြီးရေးတယ်။ ဒီစာကို ရေးပြတဲ့အချိန်မှာငါဒီစာကိုရရမယ်ရေးပြီးရင်စဉ်းစားကြည့်တယ်မရသေးရင်ပြန်ဖတ်တယ်ပြန်ဖတ်ပြီးရင်စဉ်းစားကြည့်တယ်မရသေးရင်ပြန်ဖတ်တယ်အခုနိုင်ငံတော်တန်ခါမဟာနာယကဒုတိယဥက္ကဋ္ဌခုလက်ရှိတောင်းဆောင်နေတဲ့ဖွဲ့ထဲမှာဒုဥက္ကဋ္ဌနံပါတ်1အရှင်စန္ဒဝန္တာပြုံတာတဲ့ ရေးကြတာနဲ့ပတ်သက်ပြီးတော့သူနဲ့စကားလေးနည်းနည်းပြောဦးတယ်သူကစကားနဲ့ပါစကားနည်းနည်းပြောဦးရေးကြရင်ပုံမှန်ပြီတယ်ရေးကြမှာဖြစ်အေးစာရီယာမှားရခက်နေတယ်ဆိုရင်ရေးတာကြက်လိုက်မြန်မြန်ရတယ်မြန်မြန်နားလေတယ်မြန်မြန်သဘောပေါက်သွားတယ်ရေးလိုက်တော့ပုံမှန်ပြီသွားနော်ကနဥဒုခကိုကြည်ရင်လေဥဒုခကခုနှစ်တန်းကြောင်းသားလောက်တည်းကဗုဒ္ဓဆာမေမျိုးစုံ လေးနာတယ်ဖတ်ရှုတယ်သဘောကျရင်ပလာဆောက်ထဲရေးမှတ်ထားတယ်သဘောကျရင်ပလာဆောက်ထဲရေးမှတ်ထားတယ်နောက်တော့ပလာဆောက်ကထူကြီးဖြစ်လာအဲ့ဒါတွေနောက်ကြစူပေါင်းပြီးတော့ဆောက်တုပ်ထုတ်လိုက်တယ်ဒုက္ခမှဆုဘာလဲဒုက္ခမှဆုဘုရားမဟာဝိရဒဆရာတော်ရဲ့ဩဝါဒတွေမှတ်ထားရင်ကောင်းမလားမဟာဝိရဒမှဆုမဟာဝိရဒဆရာတော်ရဲ့တရားတော်များဟုတ်လားအဲ့လိုမှတ်တဲ့လေးထားရှိရင်ကောင်းလားမကောင်းလား ်ကောင်းတယ်ဒါကြောင့်ရေးတဲ့လေးထက်ရေးမှတ်ထားခြင်းသည်တိကျသော လူသေးချာတယောက်ဖြစ်လာနိုင်သည်တဲ့ရေးတဲ့ခါကျတိကျဖြစ်အောင်လုပ်ရတယ်ဘယ်ကြမ်းမှဆိုလို့ဘယ်ကြမ်းမှဟောထားလို့ဘယ်သူပြောထားတာလဲတိချာတိကျကျသိအောင်လုပ်ရဘူးလားရေးမှတ်ထားခြင်းဖြင့်တိကျသောလူသေးချာတယောက်ဖြစ်လာနိုင်သည်ဆိုအဆိုလည်းရှိတယ်ဒါကြောင့်ရေးတဲ့လေးထက်လေးမွေးရင်ကောင်းလားမကောင်းလားသူစီပူပဝိလိတိ ိတ္တခေယတဲ့လေးကျင်ကများများလို့ရဤလေးကျင်ကများများလို့လေးကျင်မှုနဲ့ပတ်သက်လို့ practice makes perfect လေးကျင်မှုသည်ပြီးဝမှုကို ဖြစ်စေနိုင်သည်တဲ့ဘာလဲတို့လေးကျင်မှုသည်ပြီးဝမှုကိုဖြစ်စေနိုင်သည် ဟောနာဥပိယလင်္ကာရပဲဦးဇနုဆရာနဲ့တူတယ်မြောင်းမြားကဥပိယလင်္ကာရဆိုတာရှိတယ်ပါဠိပါရဂု ။ဒါနောက်ပိုင်းတော့တပည့်တို့ခန္ဓာအောင်ကိုပြောင်းလာတယ်။အဲနောက်ခန္ဓာငါနေရန်ကုန်သာသနာတက္ကသိုလ်ရောက်သွားတယ်။သုဒ္ဓံဌာနလားဝိနည်းဌာနလားဝိနည်းဌာနထင်ပါတယ်။အဲဒီဝိနည်းမဟာဌာနမှာပါမောက္ခဖြစ်သွားတယ်။အခုတော့အင်္ဂလန်အမေရိကန်မှာတရင် သုံးနဲ့ထင်ပါတယ်။သူပြောတဲ့စကားလို့တဆင်ကြားဥတာပါပဲ။လေ့ကျင့်မှုသည်ဆရာသမားထက်အာကိုရသည်တဲ့ ပါတယ်လေခြင်းမှုသည်ဆရာသမားထက်အာကိုရသည်တဲ့ခုခေတ်တချို့အင်္ဂလိပ်စာသင်တန်းတွေတက်တယ်သင်တန်းတွေဘယ်တော့ဖွဲ့တက်တယ်အလေးခြင်းမရှိရင်တော့အစင်ကပြေရမလားအဲ့တော့လေခြင်းမှုလိုတယ်မြန်မာစာပဲဖြစ်ဖြစ်ပါဠိစာပဲဖြစ်ဖြစ်အင်္ဂလိပ်စာပဲဖြစ်ဖြစ်များများလေခြင်းမှုမလိုဘူးလားအဲ့တော့လေခြင်းမှုသည်ပြီးဝါမှုကိုဖြစ်စေတန်သည်လေခြင်းမှုသည်ဆရာသမားထက်အာကိုရသည်တဲ့ဥပယလင်္ကာရပြောတဲ့စကားရပြီ သူစီမှုပါဝိနိတိထာဓာဓာရိယတဲ့အရဆောင်ထရာဤရှင်နေတဲ့ထဲမှာရအောင်ဆောင်ထရင်ကောင်းတော့မကောင်းအရဆောင်တာကိုအင်္ဂလိပ်လိုကြည်တယ်တပြီတော့ကအင်္ဂလိပ်လိုဘလို့ပါတာပြန်လို့ဆို memorize လို့ပြန်တယ် memorize ဓာဓာရိယရအရဆောင်ရဤရဆောင်တယ်အာကုန်ဆောင်တယ်အင်္ဂလိပ်လိုကြ memorize မင်းမရဝကိုတခါဗိတန်နေကြည်တော့လမ်းပိုင်ဟတ်နှလုံးသားနဲ့တင်ယူတယ်တဲ့ဘယ်လိုလဲလို့နှလုံးသားနဲ့တင်ယူတယ်တဲ့ခံစားမှုနဲ့တင်ယူတယ်ဆိုအတိတ်ပြမျိုးနှလုံးသားနဲ့ခံစားနားလည်ပြီးတော့တင်ယူတယ်ဆိုအတိတ်ပြမျိုးလမ်းပိုင်ဟတ်နောက်အဆိုးကြတော့ဘယ်လိုဖွင့်တော့ဆိုလမ်း something carefully လမ်း something carefully ဒီစုံတစ်ခုကိုတင်ယူလေ့လာတဲ့အခါဂယုတစိုက် တင်ယူတယ်တဲ့အဲ့ဒါကို memorize လို့ဖွင့်ပါတယ်ရပါပြီအင်္ဂလိပ်မြန်မာပြန်ကားတော့အာကုံဆောင်တယ်ဆိုတဲ့အသေးပဲမျိုးဖတ်တော့ပါဒါဒါရီရအရဆောင်ထားရဤရှန်နန္ဒအတို့အများကြီးဆောင်မထားဘူးလားအခုကဲမှာဒီပဏ္ဍကတရဆရာတော်တွေအများကြီးဆောင်ထားနိုင်တော့သာသနာမှာရေးပါတဲ့အရာရောက်တဲ့ဆရာတော်တွေဘာဖြစ်မလာဘူးလား ကိုဒီပိကကံမောဇာဆရာတော်ဆိုတပည့်တော်တပည့်ပဲငငယ်လေးတွေရတပည့်ပဲဟောသူကဒီပိကတရားဆရာတော်ဖြစ်သွားတော့တပည့်တော်တွေဘုံကံကြီးအများကြီးဆိုအများကြီးကြီးမတော်ဘူးလဲဓမ္မရဲ့အရှိန်တော်ဘာရှိန်တော်ဓမ္မရဲ့အရှိန်ဆရာအနန္ဒာကိုကြည့်ရင်ပထမတန်ခိုင်းနာမှာအရေးပါတဲ့ယန္တဝါဖြစ်မလာဘူးလဲဟောမင်းကောဆရာတော်ကြီးကိုကြည့်နေ တရားတွေကိုအရဆောင်ထားနိုင်တော့သထသံဃာရဲ့နာမှာအရေးပါတဲ့ဆရာတော်တပါးဖြစ်မလာဘူးလားဖြစ်ပါဗျာ။ဩအရဆောင်ထားရင်ရေးရင်လည်းအလိုတကူရေးလို့ရတယ်။ပြောရင်လည်းအလိုတကူပြောလို့ရတယ်။ခေါ်ခြင်းလည်းအလိုတကူခေါ်လို့ရလားမရလား။အကြောင်းမူရတဲ့နေရာတွေအာကုံဆောင်ထားရင်မကောင်းဘူးလားပဲရပါပြီရှင်မဟာရထတာရပြောတော်တာရှစ်ချက်တပြီးတော့နှစ်ချက်လောက်တော့ဖြည့်ကျင်တာနားငယ်အမိဆွတ်တဲ့ဝါဒနာလေးရနော်နှစ်ချက်လောက်ဖြည့်ကျင်တယ် တာကိစီယာဆွေနွေရဤဆွေနွေရင်လည်းဉာဏ်ပွင့်တယ်ကာလီနာဓမ္မတာကိစ္စအေတံမင်္ဂလမုတ်တမဖြူလာတာကိစီယာဘာလို့ရအောင်နော်ဆွေနွေရဤတပြီတော့တွေ့ကြုံရတော့မရှင်းတာနားမလဲတာကိုဆွေနွေလာရင်ဉာဏ်ပွင့်သွားတယ်နောက်အခုဆေးနက်ကတူတက်နေတဲ့ကလေးတွေတွေ့ဦးတယ်အဲ့ကလေးတွေကြောင်းလာတော့မေးကြည့်တယ်စာရီမခက်ဘူးလားခက်တယ် ဒုတိယနှစ်ကျတော့စာရိယများလဲများခက်လဲခက်တယ်ခက်တော့ဘလို့လို့တို့တငယ်ချင်းချင်းချင်းဆွေးနွေးလိုက်တယ်တဲ့ဆွေးနွေးတော့ညာနေပွန့်သွားတယ်ဒါကြောင့်မို့တာကိစေယဆွေးနွေးရာဤအဲ့ဒီနေထလေးမဝေးရင်မကောင်းလားမှန်ပါဗျာတက်ချက်လေးထဖြစ်ပြစီဘာဝေယဘာဝနာပွားများရာဤဘာဝနာပွားလို့ရှိရင်တိညာပူပွန့်လန်းပွန့်လန်း အဘောင်းနာဘဝရင်စိတ်ညစ်ကြေးတွေနေလာမယ်ကျေလာမယ်ပါလာမယ်စိတ်ညစ်ကြေးခြင်းမီစိတ်တက်တွေစင်ကြယ်တန်ရှင်းမီဆိုရင်တော့တိညာတွေပွင့်လန်းပွင့်လန်းဘောင်းနာစွမ်းကိလေခံပြီးတိဟိတ်တန်တွေစွက်ကနေတိညာရွှေစိန်ဆက်ထက်ကြောင်းဒီတွေ့လားဘောင်းနာစွမ်းကိလေခံပြီးတိဟိတ်တန်တွေစွက်ကနေတိညာရွှေစိန်ဆက်ထက်ကြောင်းဒီဟုတ်လား နှစ်ခုကဘာနဲ့ဘာဖြစ်နော်တာကိစေယဆွေနွေယဤဘာဝေယဘာဝနာပွားများယဤဘာစလန်နီတဲ့ကြည်ရပြန်ပြန်ဒီချက်ဒီဆယ်ချက်နဲ့ပြည့်စုံအောင်သင်ယူရင်တော့ဘုဒ္ဓဇာနန္ဒာကြည်ပြန်မှုရှိမလားမရှိဘူးကဘာမှအကောင်းဆုံးလေးလာနီဒီဆယ်ချက်ကတပြုတော့ကအတန်ကြောင်းတွေပါလိမှာတော့ဒီဆယ်ချက်ကိုအင်းလေးလိုတွဲပြီးဟောနေရှိပါတယ် you should listen you should think စသည်ဖြင့်ဒါကိုအင်္ဂလိပ်လိုနဲ့ပေါင်းစပြီးတော့အတန်းကြောင်းတာနေပေါ်တာတွေပါတယ်ကလေးတွေကြောင်းသူကြောင်းတာတွေဒါတွေဖော်ပြတဲ့ကဲတော့ရစို့